ဘဝမှာလောကရန်နေရဲ့အရိုက်အပုတ်အထုအထောင်းတွေခံရလို့လူဟာနာကျင်မှုတွေခံရတာများလာတဲ့အခါတဖြည်းဖြည်းနဲ့လူကထုံအလာတတ်တယ်။ဘာကိုမှမစင်စားကျင်တော့ဘူး။ဘာကိုမှလည်းမကြိုးစားကျင်တော့ဘူး။ဒါကြောင့်ဘုဒ္ဓတ္တလောကဓမ္မေဟိစိတ်တံယတနာကံပတိတဲ့။လောကရန်နေနဲ့တွေ့တဲ့အခါ ကိုယ်စိတ်ကိုမနာကျင်အောင် မတုံလို့အောင်ကြိုးစားနေပါ အရာရာတိုင်းမှာအာနာလို့ဘာမှမပြောခဲ့ပဲနဲ့မျိုးသိရတာတွေများလာတဲ့အခါလူဟာတဖြည်းဖြည်းနဲ့ဘာကိုမှမပြောကျင်တော့ပဲဖြစ်လာတယ်ဘာကိုမှလည်းရှင်းမပြကျင်တော့ပဲလူဟာတိတ်ဆိတ်သွားတတ်တယ်ဘာမှမပြောပဲနေလိုက်ချင်းဟာသူ့အတွက်စိတ်အသက်သာဆုံးလို့ဖြစ်သွားပြီးတော့ လူကတိတ်ဆိတ်သွားတတ်တယ်။ကိုကဘာတွေကြိုးစားပြီးလှုပ်ပြလှုပ်ပြကိုကဘယ်လိုတွေကောင်းပြီးတော့နေပြနေပြကိုရဲ့ကောင်းမှုနဲ့ကိုရဲ့ကြိုးစားမှုတွေကိုဝန်းကျင်ကအတိအမှတ်အပြုမခံရတဲ့အခါအဲ့ဒီဝန်းကျင်မှာမပြောတော့ဘူး။အဲ့ဒါလို့ကိုကိုအတိအမှတ်မပြုဘဲဝန်းကျင်ကပြစ်ထားခံရတာတွေများလာတဲ့အခါ လူဟာတယောက်ထဲနေချင်းလာပြီးတော့တယောက်ထဲပဲနေထက်သွားတယ်။ဘာတွေကောင်းအောင်လုပ်လို့ဘလူတွေစေတနာတွေထားထားကို့စေတနာနဲ့ကို့ကြိုးစားမှုတွေကိုအထင်လွဲခံရတာတွေများလာတဲ့အခါကို့စေတနာ ကို့မေတ္တာတွေကို အပေါ်စားလို့အပြိမှမပြုတ်တံဖိုးမထားတာတွေခံရတာများလာတဲ့အခါလူဟာအဲ့ဒီသူအဲ့ဒီဝန်းကျင်ကို ဥပိ္ပခာပြုတ်တတ်လာတယ်။ကိုကအာနာပြီးတော့သဘောကောင်းတဲ့အခါအဲ့ဒီအာနာမှုသဘောကောင်းမှုအပေါ်အနိုင်ကျင့်အသာစီးယူသူအကျိုးတစ်ခုပဲအတွက်ကိုပဲကြည်ပြီးတော့အမြတ်ထုတ်ခံရတာတွေများလာတဲ့အခါလူဟာ ပြက်ပြက်သားသားနဲ့ပြက်သားထက်လာတယ်။ချစ်ချင်းမုံချင်းနေနဲ့နေနေရတာမအေးချမ်းမှန်းပူလောင်မှန်းဆင်ញင်မှန်းသိလာတဲ့အခါ အဲ့ဒီချစ်ချင်းမုံချင်းတွေအနှောင်အဖွဲ့မခံရအောင်ချစ်ချင်းမုံချင်းတွေကလွတ်အောင်နေတတ်လာလိမ့်မယ်အရာရာကိုသဘောပေါက်သိမြင်လာတဲ့အခါကိုယ်စိတ်ဓာတ်တွေခိုင်မာလာတယ်ဘယ်အရာတွေကမှကိုယ်စိတ်ကိုလှုပ်ရှားအောင်ပျော်ရွှင်အောင် မလုပ်နိုင်တော့သလိုဘယ်အရာတွေကြောင့်မှလည်းကိုယ်စိတ်တွေဟာနာကျင်တာတွေလှုပ်ရှားတာတွေမခံစားတော့ဘူးဘယ်အရာအပေါ်ကမှလည်းစိတ်ကိုနှိမ့်မထားတော့ဘူး ။ဒါကြောင့်ဏိဂုံးယုတ်အနေနဲ့ပြောရရင် လောကရန်ဒီဟာအကောင်ဆုံးဆရာတွေဖြစ်တယ်။ဘဝရဲ့အတွေ့အကြုံတွေဟာအကောင်ဆုံးလက်တွေ့ပညာရည်တွေဖြစ်တယ်ဆိုတာပြီးမြင်ပြီးတော့အရာရာ အကောင်ဆုံးတက်မြောက်အောင်သင်ယူဖို့သာမိမိရဲ့တာဝန်ဖြစ်တယ်ဆိုတာပြောကြရင်ပဲဏိဂုံးချုပ်ချင်ပါတယ်။အာလုံးအာလုံးလောကရာဏီဓမ္မအကောင်ဆုံးပညာတွေသင်ယူနိုင်သူများဖြစ်ကြပါစေလို့ ဆန္ဒပြုရင်ဤကုန်းချိုးလိုက်ပါတယ်။